်မိဘပြည်သူများရှင် Prime Media မှခန့်နှစ်စုရဲ့တင်ဆက်မှုလေးဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းလေးကိုတော့ရရောက်ချင်းစောင့်နေထွင်းဆိုလိုမျိုးအမှုပညာရှင်တွေအခုချိန်မှာကြီးမားတဲ့အခက်အခဲတခုကြုံနေတဲ့ကိစ္စလေးကိုသတင်းလေးအနေနဲ့ကျွန်မတင်ဆက်ပေးချင်ပါတယ်အခက်အခဲကတော်တော်ကြီးမားတယ်ရှင်ဘယ်လောက်ထိကြီးမားလဲဆိုရင်အသက်အန္တရာယ်ကိုချိတ်ချောက်ခံနေရတဲ့အထိကြီးမားပါတယ်ဖြစ်ရတဲ့အကြောင်းရင်းကတော့နိုင်ငံတော်အတွက်ပေါ့နော်ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့ပါတယ်သူတို့ဟာလွန်ခဲ့တဲ့ကာလကဆိုရင်မိဘပြည်သူများလည်းကြည်ပြီးသားဇလန်းတိုလေးတစ်ခုပါပဲ အဲ့ဒီဇလန်းတို့ဟာပြည်သူ့အားလုံးရွေးကောက်ပွဲကိုစိတ်ပါဝင်စားမှုရှိလာစေဖို့အတွက်မြေပြင်မှာဖြစ်နေဖြစ်စဉ်ဖြစ်ရလေးတွေကိုအနည်းငယ်ထည့်သွင်းပြီးတော့ရိုက်ကူးထားတဲ့ရုပ်ရှင်ဇလန်းတို့လေးတခုပေါ့နော်အဲ့ဒီဇလန်းတို့ရိုက်ပြီးရအောင်မှာလူပညာရှင်တွေဘိုင်းကော့ခံရတယ်ဆိုပြီးကျွန်မမနေ့ကလည်းသတင်းလေးတွေမှာတင်ဆက်ခဲ့ပါတယ်အခုဘိုင်းကော့ရောက်တယ်မကအသက်အန္တရာယ်ထိပါအန္တရာယ်ပေးဖို့အတွက်ကိုအကြံပတ်သမားတွေချင်းချောက်လာခဲ့ပါတယ်လူပညာရှင်တွေကိုချင်းချောက်တဲ့အကြံပတ်အဖွဲ့ကရန်ကုန်မှာရှိတဲ့အကြံပတ်အဖွဲ့၅ဘွဲ့တိတိကနေပြီးတော့တပြိုင်တည်းချင်းချောက်ပြီးတော့ ထုတ်ပြန်စာဆိုပြီးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီထုတ်ပြန်စာထုတ်ပြန်တဲ့အကြောင်းလည်းသတင်းမီဒီယာဌာနတွေမှာဝေဝေဆာဆာဖော်ပြနေကြတာပေါ့ရှင်။နုပညာရှင်တွေကိုတတ်မဲ့ဖြတ်မဲ့ဆိုပြီးချင်းချောက်တဲ့အဖွဲ့၅အဖွဲ့ကရန်ကုန်အာမေအဖွဲ့ Dark Shadow အဖွဲ့ Operation Flame အဖွဲ့ Mother Sun Yangon Force အဖွဲ့နဲ့ Broken System တို့ဆိုပြီးတော့အဖွဲ့၅အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။သူတို့ဟာဆိုရင်ဒီလိုမျိုးကြညာစာတွေထုတ်ပြန်ပြီးတော့ဗောနော်ကြညာစာတွေမှာရေးသားထားတာကတော့ဒီအမှုပညာရှင်တွေကို အရေးယူမယ်စစ်တပ်လက်ကင်ထုတ်တယ်ဆိုပြီးတော့ဆွဆွဲပြုတ်ဆိုထားပါတယ်သူတို့ဘိုင်းကော်လည်းလုပ်မယ်ဆိုရှယ်ပန်နစ်မန့်လည်းလုပ်မယ်ပြီးတဲ့အခါမှာရန်ကုန်မှာရှိတဲ့ UG တွေပေါ့ရှင်အတိအကတော့လောက်ကျန်တက်ဖြတ်တဲ့သူတွေပေါ့အဲ့ဒီလူတွေဟာလူပညာရှင်တွေကိုပြင်းပြင်းထန်ထန်စပြီးရေးယူမယ်အမဲလိုက်မယ်ဆိုပြီးတော့ရေးသားထားတာပေါ့ဒီလိုမျိုးဇက်တိုက်ဖြစ်ပေါ်လာမယ်ဆိုတာကိုလူပညာရှင်တွေလည်းခံမှန်းမေးလောက်ပြီးလို့ထင်ပါတယ် အကျမဒီဖြစ်စဉ်လေးမှာပေါ့နော်အကြောင်းတရားလေးခွဲပြီးတော့ပြောပြရမှာပေါ့ပထမတစ်ချက်ကတော့ဥပညာရှင်တွေအနေနဲ့ကဖြစ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့လုံခြုံရေးကိုအထူးဂရုစိုက်ပါအပြင်သွားမယ်ဆိုရင် body cut လေးတော့ငှားထားပေါ့နော်ပြီးတော့ကျမအပိစကားပြောချင်တာကဒီလိုမျိုးလုံးချံတက်ဖြတ်ဖို့အတွက်စော်ဩခံရတာလူကြီးမင်းတို့ပထမအုပ်ဆုံးမဟုတ်ပါဘူးရှင့်ကျမတို့ဆိုရင်လည်းအကျမ်းပတ်သမားတွေရဲ့တက်ဖြတ်မယ်ဆိုပြီးချင်းချောက်ခံရတာလေမကြာခဏကြုံရလေးရှိပါတယ်ကျမတို့ဆိုရင်လည်း ဒီလိုမျိုးချိန်ချောက်မှုတွေရရှိခဲ့ပြီးရနှစ်ပိုင်းနေမှာလုံခြုံရေးကိုအထူးကူစိုက်ပြီးတော့နေထိုင်ရတာပဲရှင်။ဒါကြောင့်အခုချိန်ထိကျမ်းမာလှပစွာနဲ့အသက်ရှင်နေသေးတာပေါ့ရှင်။ဒီလိုပဲကျမပြောရတော့မှာပေါ့။ဒါတော့လူပြည့်ရှင်နေနေနေရတော့ပေါ့နော်။ဒီလိုမျိုးကိစ္စရတဲ့ဆိုတာကတော့ကြုံမှာပဲ။ဒါကြောင့်အသက်ကိုညံဆောင်နေဆိုတဲ့ဇာတ်အတိုင်းကိုယ့်ရဲ့အသက်အန္တရာယ်အတွက်ကိုလုံခြုံရေးစီမံတွေကိုမော်ဒီကငှားမယ်ဆိုလဲငှားပါရှင်။ဘယ်တော့တော့လုံခြုံရေးခီးစိုက်ပြီးတော့လုတ်ကင်ကြပါ။ရိုက်ကွင်းတွေပါတယ်တဲမယ်ဆိုရင်လဲရိုက်ကွင်းတွေကို လူစိမ့်မဝင်နိုင်အောင်ပေါ့နော်အထူးပြုစိုက်ပြီးတော့လောက်ကင်မယ်ဆိုရင်တော့အဆင်ပြေမယ်လို့ကျွန်မမျှော်လင့်ပါတယ်။ဒါလေးကတစ်ပိုင်းပေါ့နော်။လူချင်းမင်းတို့သတိထားမိပါသလား။အခုဆိုချင်းကြခံတဲ့လူပြည်ရှင်နေအားလုံးဟာနိုင်ငံတော်အတွက်နိုင်ငံတော်ရဲ့လိုအပ်ချက်ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားလာစေဖို့အတွက်ရုပ်ရှင်ရိုက်ကူးပေးတဲ့လူပြည်ရှင်တွေချင်းချောက်ခံရတယ်။အရှိပိုင်းဖြစ်စင်နေမှာလည်းဒီလိုပဲ။နိုင်ငံတော်အတွက်ရုပ်ရှင်ရိုက်ကူးပေးတဲ့နုပညာရှင်တွေတချင်းဆိုပေးတာပွဲတက်ပေးတဲ့နုပညာရှင်တွေအားလုံးချိတ်ချောက်ခံရတယ်။အရှိမဥယျာအောင်တို့ဘာလို့လဲကြုံပြီးပြီ ဟုတ်တယ်နော်ကျမပြောတာဒီတော့နိုင်ငံတော်ဘက်ရက်တည်တဲ့သူတန်းကိုဝိုင်းကောက်လုပ်မယ်ချိန်ချောက်မယ်ဆိုရင်လူမြတ်ရှင်အားလုံးနိုင်ငံတော်ဘက်ရက်တည်အောင်ဖန်တီးပေးလိုက်မယ်ဆိုမကောင်းအောင်လားရှင်ညံ့ညတ်တတဖြစ်သွားအောင်လို့နီလန်လေးတစ်ခုကျမအကြံပြုတာပါဥပမာလူမြတ်ရှင်အယောက်တစ်ထောင်ရှိရဲဆိုရင်အခုလိုမျိုး၄၅၀ယောက်ပဲနိုင်ငံတော်အတွက်ရုပ်ရှင်ရိုက်တယ်အလုပ်လုပ်တယ်ဆိုတော့ဒီ၄၅၀ယောက်ပြစ်မှတ်ထားပြီးတော့ရန်ပြုတ်မှာပေါ့ရှင်လူမြတ်ရှင်တစ်ထောင်ရှိရင်တစ်ထောင်လုံးနိုင်ငံတော်အတွက် policy ကားပဲခေါ်ခေါ်ဘလို့ပဲခေါ်ခေါ်ရုပ်ရှင်ရိုက်မယ်တက်မတော်ကားတွေရိုက်မယ်အကုန်လုံးတယောက်မကြံခေါ်သုံးပေးလိုက်မယ်ဆိုရင်တယောက်မကြံသူတို့ဘိုင်းကော့လုပ်နိုင်မလားမလုပ်နိုင်ဘူးရှင်အဲ့လောက်ထိကြတော့များသွားပြီရေအတွက်ကလေပြီးတော့အားလုံးတပင်းကြီးဖြစ်သွားပြီလေကျမသာဆိုရင်ရုပ်ရှင်အစည်းအရုံးထဲမှာစီးရင်ဝင်ထိုင်နေပြန်ရှင်တွေအကုန်လုံးနိုင်ငံတော်ကားတယောက်တကားကြီးရိုက်ကိုရိုက်ရမယ်မရိုက်မနေရရိုက်ကိုရိုက်ခိုင်းမှာကျမတယောက်မကြံရိုက်ရမယ်မရိုက်တဲ့သူတွေအားလုံးလူပညာလုတ်ပိုင်ခွင့်ရာသပံပိတ်မယ် နုပြန်ရှင်နေမကအွန်လိုင်းမှာနာမည်ကြည့်နေစိတ်လေးတရားစာအကုန်ရိုက်ရမယ်မရိုက်လို့ရှင်ပွဲတက်ခွင့်လည်းမရှိဘူးတချင်းဆိုခွင့်လည်းမရှိဘူးဖြော်ပြခွင့်လည်းမရှိဘာဆိုဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးကျွန်မအကုန်လုံးအလိုလုပ်ပြမှာအဲ့လိုလုပ်လိုက်ခြင်းအဖြစ်တယောက်မကြံနိုင်ငံတော်ဘက်ကရက်တီလိုက်တယ်ဆိုရင်သူတို့တင်အင်အားစုလေးတစ်ခုဖြစ်သွားပြီအားလုံးတူတူဖြစ်သွားပြီလေအတူတူဖြစ်သွားပြီဖြစ်တဲ့အတွက်ရန်သူကလာပြီးသူတို့ကိုဒုက္ခပေးမယ်ဆိုတော့မှသူတို့ဒီအင်းနဲ့အားနဲ့ပြန်ပြီးတော့တုတ်ပြန်နိုင်တယ်။သူတို့တွေကိုကျမတို့အင်အားစုလေးတစ်ခုဖြစ်အောင်ဖန်တီးပေးလိုက်တာ အဲ့လိုပုံစံလေးတွေအဲ့လိုတက်ကနေလေးတွေကျမတို့သုံးသင့်ပြီလို့တော့ထင်တယ်ပေါ့နော်အခုကရိုက်တဲ့သူကရိုက်တယ်မရိုက်တဲ့သူကမရိုက်ဘူးဆိုတော့ရိုက်တဲ့လူရဲ့စဲခံရတာလောက်ကြံခံရတာချိတ်ချောက်ခံရတာမထူးဆန်းအောင်ရှင့်နုပညာရှင်ထဲမှာအန်ဒီလီလီနိုင်ကျော်ဆိုရင်လောက်ကြံတက်ဖြတ်ခံခဲ့ရတယ်ဘာကြောင့်လဲအားလုံးနဲ့မှာတယောက်တည်းထင်းပြီးထွက်နေလို့လေအဖွဲလိုက်ကြီးနိုင်ငံတော်အတွက်အကုန်လုံးလှုပ်လှုပ်လိုက်ကြမယ်ဆိုရင်သူတို့အားလုံးလည်းစုစည်းဖြစ်သွားမယ် တယောက်နဲ့တယောက်လည်းကုညီဆောင်ရှောက်နိုင်မယ်ရှင့်ခါကျန်အဲ့လိုသဘောတရားလေးရှိပါတယ်ဒါလေးကိုကျွန်မအကြံလေးရောက်လို့ပေါ့နော်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေတင်ပြတာဖြစ်ပါတယ်မြန်မာနိုင်ငံသားဖြစ်နေမွေးလာတာပဲရှင်မြန်မာနိုင်ငံမှာပဲအမှုပညာရေးလောက်ကြောက်ပြီးပတ်စံရှာစားကြတာပဲနိုင်ငံတော်ရက်လှုပ်လှောက်အောင်မှာပေါ့ရုပ်ရှင်ပဲရိုက်ရိုက်အဆိုပဲတော်ပဲလှုပ်လှုပ် vlog ပဲရိုက်ရိုက် စယ်လီပဲလှုပ်လှုပ်နောက်ဆုံးမြန်မာနိုင်ငံမှာဥစားစယ်လီဖြစ်နေတဲ့ motivation speaker တွေ youtuber တွေကစာကျမဆိုနိုင်ငံတော်လှုပ်ကြီးအကုန်ခေါ်သုံးမှာတယောက်မကြမ်းတယောက်ကိုတစ်ခုနှုံးတော့ကျမရအောင်ခေါ်သုံးမယ်ဒါဆိုရင်အလုံးတူတူဖြစ်သွားကြပြီပေါ့ရှင်ဟုတ်ဘူးလားအလုံးတူဖြစ်ပြီဆိုမှတော့တယောက်နဲ့တယောက်လက်ထောက်ချတဲ့ကိစ္စလည်းမရှိတော့ဘူးတယောက်နဲ့တယောက်ကြောက်တုံးတဲ့ကိစ္စလည်းမရှိတော့ဘူးအဲ့ဒီအမှုပညာရှင်ဆိုဆိုဒီမှာပေါ့နော်နိုင်ငံတော်တိဆောက်ရင်မှလည်းပါဝင်ရတယ်ဆိုတော့စင်မြေစီကံကိုလည်းအခုတည်းကနေပြီးတော့ အုံမြင့်ချလိုက်သလိုဖြစ်သွားလိမ့်မယ်။ကျွန်မနိုင်ငံမှာအဓိကလိုအပ်နေတာ uniform system လိုအပ်နေရချက်။လုံမယ်ဆိုအကုန်တပြေးညီလုံကြ။ဒီတော့မှအင်အားစုလေးတစ်ခုဖြစ်သွားမှာ။အခုကလုံတဲ့လူကလုံမလုံတဲ့လူကမလုံ။အဲ့တော့လုံတဲ့လူတွေကဆဲခံရတယ်၊လုံတဲ့လူကလုံကြံခံရတယ်၊လုံတဲ့လူတွေကအပြစ်ဖြစ်တယ်၊မလုံတဲ့လူတွေကြောင့်အေးအေးဆေးသေသာရနဲ့တိုင်းပြည်ကိုနောက်ကွယ်ရနေပြီးတော့ဖျက်ဆီးဖို့စ조사နေကြတယ်ဆိုတော့ကျွန်မတို့ကအဲ့ uniform system မရှိလို့ဖြစ်တာ။အကုန်လုံး uniform တပြေးညီဖြစ်သွားပြီဆိုရင်အရာအလုံးအဆင်ပြေသွားပါလိမ့်မယ်ရှင်။ တေချမ်းပြည့်ချက်လေးကိုကျွန်မသတင်းနှစ်ချုပ်လေးရနေပြီးတော့နိုင်ငံတော်မှာတာဝန်ရှိတဲ့ပုံကိုများစီကိုပေါ့နော်လူပညာရှင်တွေခက်ခဲနေတဲ့ကိစ္စလေးကိုကျွန်မမြင်လို့တင်ဆက်ပေးတာဖြစ်ပါတယ်ရှင်လူချင်းမင်းတို့အနေနဲ့အများကြီးဖြန့်ကျက်စမ်းသပြီးတော့လူပညာရှင်တွေနဲ့နိုင်ငံတော်ဘက်ရက်တည်တဲ့သူတွေကိုကိုညီဆောက်ရှောက်နိုင်ကြမယ်လို့ကျွန်မယုံကြည်မျှော်လင့်ပါတယ်ရှင်မိဘပြည်သူများရှင်ကျွန်မဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကတော့မိဘပြည်သူများပေါ့နော်လမ်းမှာသွားရင်းလာရင်းနဲ့ကလေးငယ်တွေကိုအစိုးရအောင်ပုံစံနဲ့ခိုင်းစေနေတာမျိုးမြင်ခဲ့မယ်ဆိုရင် ကင်လို့ရတဲ့နေရာရှိပါပြီ။အဲ့ဒီတဲ့လေးကိုကျွန်တော်ပြောပြပါမယ်။ကလေးတငယ်တွေကိုကလေးလှုပ်သားဖြစ်နေပေါ့နော်။အစိုးရအဆုံးပုံစံစေခိုင်းမယ်ဆိုရင်လူမှုဝန်ထမ်းဦးစီးဌာနရဲ့ hotline ဖုန်းနံပါတ်ဖြစ်တဲ့1566ကိုသတင်းပို့နိုင်ပါတယ်ဆိုပြီးကျွန်တော်တို့သိရှိရပါတယ်။ဒီလိုသတင်းပို့ဖို့အတွက်ကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်နယ်နေရာခြားထိုင်းဝန်ကြီးဌာနကဒုတိယဝန်ကြီးဒေါက်တာတန်းစိုးကနေပြီးတော့ရမန်နေရကျင်းပတဲ့ပွဲလေးတစ်ခုရှိရပေါ့နော်အဲ့ဒီပွဲလေးကအစိုးရအဆုံးပုံစံနဲ့ခိုင်းစေခြင်းခံရတဲ့ကလေးလူသမားများ ဖယ်ရှားရေးနဲ့ပြန်လဲကုစားရေးလုပ်ငန်းကော်မတီစီဝေးကျင်းပခဲ့တာပါအဲ့ဒီစီဝေးမှာအစည်းအဝေးပွဲမှာပြောပြခဲ့တာဖြစ်ပါတယ်ကလေးငယ်တွေကိုအစိုးရဆုံးပုံစံနဲ့ခိုင်းစေမယ်ဆိုရင်ကော်မတီအနေနဲ့ပေါ့နော်ကလေးငယ်တွေအတွက်ကိုဒီအစိုးရဆုံးပုံစံနဲ့ခိုင်းစေချင်ခံရတဲ့ကလေးလူ့သမားများဖယ်ရှားရေးနဲ့ပြန်လဲကုစားရေးလုပ်ငန်းစီမံချက်2024-2028အရကျူးလွန်တဲ့သူတရားစွဲမယ်ပြီးကလေးတငယ်ကိုကာကွယ်ပေးမယ်လိုအပ်တဲ့ထောက်ပံ့မှုတွေပေးမယ် စတဲ့အချက်တွေကိုလေးပေးဆောင်ရွက်ပါမယ်ဆိုပြီးတော့ဒုဝန်ကြီးကပြောကြားသွားပါတယ်ရှင့်ကလေးလုတ်သားစစ်တမ်း2024 2025အစီရင်ခံစာအရတိုင်းဒေသကြီးပြည်နယ်10ခုမှာရှိတဲ့အနေရရှိတဲ့လုပ်ငန်းခွင်တွေမှာကလေးငယ်တွေဟာဆိုရင်လှုပ်လှုပ်ကန်နေတောင်မြင်တွေ့ရတယ်တဲ့ဒီလိုလှုပ်လှုပ်နေတဲ့ကလေးငယ်82ဦးတတိရှိရဲဆိုပြီးသိရပါတယ်။ကိုင်းစင်းပြီးတော့စီမံဆောင်ရွက်တဲ့အခါမှာတွေ့ရှိခဲ့တဲ့စင်းရင်းစရာအရာပြောတာဖြစ်ပါတယ်။ဒါအကြောင့်ဒီလိုမျိုးကလေးတွေကိုခိုင်းစေတာနဲ့မြင်နေဆိုရင် hotline 1966ကို တိုင်ကြားဖို့အတွက်ကိုညွှန်ကြားခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့82ဦးဆိုတော့တနိုင်ငံလုံးတိုင်းတန်လေပေါ့ရှင်82ဦးဆိုတာကတော့ကျမထင်တယ်အမတန်နဲတဲ့အရှိအတွက်ပါဒီထက်ပိုပြီးများနိုင်မှာလေရှင်ကျမနိုင်ငံမှာခိုင်းစေခံရတဲ့ကလေးတွေကဘလို့ပုံစံမျိုးနဲ့မြင်တွေ့တတ်လဲဆိုတာမိဘသူများလည်းအသိပါပဲမီးပွိုင်နေမှာဆိုရင်နေပူကျဲတဲကြီးတွေမှာကလေးတငယ်တွေကိုပတ်စံလိုက်တောင်းခိုင်းတယ်ဒါဟာလည်းအဆိုးဝါးဆုံးပုံစံနဲ့ခိုင်းစေတာပဲအချို့ကလေးဆိုလည်းဖေ့ဆိုင်မှာ နေရောညာအောင်လှုပ်လှုပ်ရတယ်ကြောင်းမတက်ရဘူးဒါကလည်းအဆိုးအောင်ဆုံးပုံစံနဲ့ခိုင်းစေတာပဲရှင်ကျမတို့လည်းဖိတ်ဆိုင်သွားလို့ရှင်ကလေးလှုပ်သားတွေခဏခဏတွေ့ရဘာပြောလို့ပြောရမှန်းလည်းမသိမိဘကိုယ်တိုင်လာထားတာကျမတို့ကတိုင်တောလိုက်လို့ဒီကလေးကအလုံးမရှိတော့ပြန်ရင်လေဒီကလေးမိဘဘာနဲ့စားမလဲဆိုတဲ့ကိစ္စလည်းကျမတို့လည်းမဖြေရှင်းတတ်ဘူးအဲ့တော့ကျမတို့မှမြင်သာမြင်တယ်မတိုင်ရဲဘူးကိုကတိုင်လိုက်တာလွဲတယ်လေဒါပေမဲ့ဒီကလေးရဲ့ဘဝဒီကလေးနောက်မှာရှိနေရဲ့ မိသားစုရဲ့ဘဝတွေမှာထမင်းကောင်လို့သူဖြစ်မှာဆိုလို့ကိုယ်တွေမှမတိုင်ရဲဦးခြေနေရအဲ့လိုမျိုးပြီးတော့နောက်ထပ်တစ်ခုဆိုရင်ကလေးတငယ်တွေပလုံကောက်တယ်ဆိုရယ်ကလေးမြင်မှာပေါ့နော်နေဘူးကျဲတဲ့ထဲမှာအလုပ်တွေလုပ်ရတယ်ပလုံတွေလိုက်ကောက်တယ်အဲ့လိုကောက်တဲ့အတွက်အခုနိုင်ငံရေးကလည်းမကောင်းဖြစ်တဲ့အခါမှာအကြမ်းမသမားတွေထောင်နဲ့ဘုံထိပြီးတော့တိတ်ဆုံးသွားတဲ့ပလုံကောက်တဲ့ကလေးလည်းအများကြီးအဆိုးဝါးဆုံးကလက်နက်ကင်ရှိရဲ့နေမြေတွေပီတဲ့နေမြေတွေမှာဆိုကလေးတွေတတ်တောင်မပြည့်သေးဘူးတနက်ကင်ကင်မျိုးစစ်တက်ကင်နေတယ် ်ရခိုင်ပြည်နယ်မှာဆိုရင်တိုက်ပွဲတွေဖြစ်တော့တက်မတော်သားတချို့ပြန်ပြီးပြောပြတာပေါ့နော်ကလေးလေးတွေ10နှစ်17နှစ်ပဲရှိသေးရဲ့အရှိရန်နေထွက်ပြီးတော့အဲ့ဒီအေအေတွေကတိုက်ခိုင်းတဲ့ကလေးတွေကိုဘလို့တိုက်ခိုင်းလဲဆိုတော့ကလေးတွေကိုတနတ်မပေးဘူးတဲ့ကလေးတွေရဲ့လက်နက်ဖတ်ထဲမှာလက်ပြပုံပြောက်တစ်ခုကင်ပြီးတော့စစ်သားရဲ့ကြားထဲလာပြီးတော့အသေးခံပြီးတော့အဲ့ဒီဘုံပြချနိုင်တယ်မိဘပြည်လို့စဉ်းစားကြည့်ပါဦးကျမောက်နိုင်ငံတကယ်ကိုကြီးနိုင်ငံညင်းလုံနေနေထိုင်အများကြီးရှိတယ် ဒါတွေကြတော့ဘယ်လိုများဖြည့်ရှင်းကြမလဲပေါ့နော်ပြောမယ်ဆိုစစ်ရဲ့စိုးကြိုးတွေပေါ့ရှင်စစ်ပွဲတွေမဖြစ်တော့တော့ဒါတွေမရှိတော့ဘူးပေါ့ဒါပြင်ကျမတို့မသိနိုင်တဲ့ကိစ္စလည်းအများကြီးရှိရဲ့ရှင်နောက်ထပ်အစိုးရဆိုတာဘာလဲဆိုတော့ကလေးလိန်လောက်သားတွေရှိရဲ့နော်သမပြည့်ရဲ့ကလေးတွေကိုအဲ့လိုလိန်ဖြောပြေးဖို့အတွက်ကိုအသုံးချနေရဲ့ဈေးကွက်တွေလည်းကျမောက်နိုင်ငံရဲ့တကယ်ကို dark site ပေါ့နော်အမှောင်လောကတွေထဲမှာရှိနေရဲ့ရှင့်ကလေးတွေလိန်မြတ်ထုတ်ဖို့အတွက်လှုပ်ဆောင်တဲ့ရုပ်တံ file တွေပေါ့နော်လူမှုကွန်ရက်မှာအရသာခံပြီးကြည်နေကြတဲ့သကောင်သားတွေအများကြီး တကယ်ကိုစိတ်ရင်းစိတ်ခံ အောက်တန်းကြတဲ့သကောက်သားတွေတပုံကြီးရှင်းအများကြီးစမောင်းကဘာကြီးကရမ်းကြောက်ဖို့ကောင်းလဲရှင်းစမခါကျရင်စဉ်းစားရပါတော့အော်နောင်ဝကျရင်ငါဒီကွာမှာကလေးဖြစ်ဖို့တော့တော်တော်ကြောက်တယ်လို့ကျမတို့ဒီဘွားမှာမိကောင်းဖခင်နေနဲ့တွေ့ရအတွက်ကျမတို့ဘွားလေးကကလေးဘွားဖြူစင်လုံးကြုံစွာဖြတ်တန်းခဲ့ရတာကလေးဘွားဖြူစင်လုံးကြုံစွာမဖြတ်တန်းရမယ်ဒုက္ခပင်လဲဝေးတဲ့ကလေးကဘာပေါ်မှာတန်းနေချီရှိရအများကြီးပဲကျမတို့နိုင်ငံမှာလည်းအများကြီးပဲသူများနိုင်ငံကြီးအများကြီးပဲ အင်မတန်ကိုဆက်ဆုပ်ရွန်ရှာပြီးကြောက်ဖို့ကောင်းတဲ့အမှုတွေလည်းအများကြီးပဲရှင့်လုံခဲ့တဲ့တလားနှစ်လားတော့မှအမှုတွေတစ်ခုပေါ်ခဲ့တယ်လေနိုင်ငံတစ်ခုမှာကျွန်မနည်းနည်းနိုင်ငံနာမည်မေ့သွားလို့အမေရိကန်လားအမေရိကန်လားအေးအော်စီဘက်လားမသိဘူးကလေးတွေကိုဖမ်းလာပြီးတော့စေးကျွေးပြီးတော့လိန်လုံသားဖြစ်နေအထုံးချတာဒီလိုကလေးလေးတွေကိုလာပြီးပျော်ပါတဲ့သူတွေလည်းတကယ်ရှိရဲ့ရှင်ဘလို့စိတ်ကြစားတင်နဲ့မွေးဖွားလာကြလည်းမသိဘူးအဲ့တော့ကြောက်ဖို့ကောင်းတဲ့လောကကြီးပါပဲနော်အဲ့ဒီအမှုကပေါ်သွားတော့ဆိုရင်ကလေးတွေကိုမြေရောက်ခန်းထဲမှာခွတ်ထားတာ ကလေးတွေတွေ့ရချင်ကလေးတွေကစိတ်ရင်နဲ့မှဲပြီးတော့အဲ့လိုပိန်လီပြီးတော့ဗောနောအချုပ်ကလေးဆိုအသက်တောင်မှီးရလားမသိဘူးစဉ်းစားကြည့်ပါအောင်ရှင်ဒီလောက်ထိကလေးတွေကိုလာပြီးလိန်နေနဲ့ပျော်ပါတဲ့သူတွေပါအကုန်ဖမ်းဆီးခံရတာဗောနောအဲ့လိုမျိုးတွေဒါပြင်တက်ငယ်မရေနေဆိုလဲမကြောက်ဝမနာတာနေ့စဉ်နေ့တိုင်းနေပါကြားနေရတယ်ကလေးတွေကိုနှီးမျိုးစုံနဲ့ခိုင်းစေတယ်ကလေးတွေဆိုတာလူကြီးတဘူကိုခွန်အားနည်းတယ်ဗောနောဒါကိုအသုံးချပြီးတော့နှီးမျိုးစုံနဲ့အနိုင်ကျင့်နှိပ်စက်နေရဲ့လူအဖွဲအစည်းကြီး ျမတို့နိုင်ငံမှာရောကမ္ဘာမှာရောအတိုင်းအတာတစ်ခုထိကိုရှိနေတယ်။ဒါကြောင့်သတိမွေးထားလို့ရှင်ပါတော့ကျမတို့အမြဲတမ်းနေစင်နေတဲ့ဖီယူဆိုက်ကိုလို့တယ်။ဖြစ်နိုင်ရှင်တန်ကွန်ချာနဲ့အုပ်ထားလို့ရမယ်ဆိုတော့အုပ်ထားလိုက်ခြင်းနဲ့ခစ်ကာလာကြီးပေါ့နော်။ဒါကျမအထွေထွေဘူးသူရအနေနဲ့ကျမသိရလေးမျှဝေပေးတာပါ။တော့ကျမတို့နိုင်ငံကတော့အခုဒီကလေးတငယ်တွေကိုမတရားခိုင်းစေတဲ့ကိစ္စတွေကိုဖြေရှင်းဖို့အတွက်ကိုတေချာစီမံမဲ့သဘောတရားလေးမြင်တွေ့ရတယ်ဒါဟာလည်းကောင်းတဲ့အချက်လေးပါ ပြောမိဘပြည်သူများအနေနဲ့ကလေးတွေကိုလမ်းမမှာတောင်းစားခိုင်းတာတွေမတရားခိုင်းစေနေတာတွေလိန်လုတ်သားဖြစ်နေလုပ်နေတာတွေမြင်နေဆိုရင် hotline number 1566ကိုဖုန်းဆက်ပြီးတော့သတင်းပေးလိုက်ပါကျမတို့ကသတင်းသမားဆိုတော့သတင်းစကားလေးပဲပြောနိုင်တာပေါ့နော်မိဘပြည်သူများမြင်နေဆိုသတင်းပေးလိုက်ပါကျမကိုယ်တိုင်လည်းသွားရင်းလာရင်းနဲ့ဒီလိုဖြစ်စင်နေတွေ့ရဲဆိုရင်ဒီ hotline number လေးကိုကျမဖုန်းထဲမှာစိတ်မှတ်ထားမှာပါကျမလည်းသတင်းပေးပါမယ်ရှင့် ဒီလိုနဲ့ပဲကျမတို့စ조사လုံဆောင်ပြီးတော့ကလေးငယ်တွေဒုက္ခဆင်းရဲရောက်နေတဲ့အခြေအနေတခုကိုကဲတင်တန်းလို့조사ရမှာပေါ့ရှင်ကျမတို့အားလုံးကတောင်းဝန်ရှိပါတယ်ဒီချက်လေးကိုပဲသတင်းနှစ်ချုပ်နေနဲ့ပြောလိုက်ပြရစီတော့ရှင်မိဘပြည်သူများရှင်ကျမတို့နိုင်ငံမှာရွေးကောက်ပွဲအတွက်မဲဆွယ်ကာလကိုရောက်နေပြီတော့မနေ့ကစရုံတာပေါ့ရှင်ဒီနေ့မှဆိုရင်နိုင်ငံရေးပါတီရဲ့အားလုံးကလည်းမဲဆွယ်ဖို့အတွက်ကိုစူးစမ်းလှုပ်ဆောင်နေကြမြင်တွေ့ရတယ်။အဲတော့ကျမကလည်း မဲဆွဲတဲ့နိုင်ငံရေးသမားတွေပေါ့နော်မြင်သမျှအမိဘပြည်သမျှတင်ဆက်ပေးပါမယ်အချုပ်မိဘပြည်သူရရှိရလေတနေကုန်သတင်းတွေပိုင်းနားထောင်ဖို့မဲဆွဲခံဖို့တော့မအားနိုင်မိဘပြည်သူတွေရှိရရှင့်တနေကုန်လုတ်တွေလုတ်နေရတယ်တချို့သူတို့ဟိုမနက်ခင်းမှာလုတ်သွားတယ်ညနေဆိုရင်ပြန်လာချက်ပြုတ်လျှော့ဖို့ပြီးလို့ရှင့်ကျွန်တော်တို့သတင်းလေးပုံမှန်နားထောင်ဒီဖျားရှိခိုးပြီးအဲ့ဒါပဲလောက်တာလူမှုကွယ်တွေအများကြီးမသုံးဘောနော်သုံးနေဆိုလဲဒါသူများရဲ့တင်တဲ့ဟိုဟာတရားလေးနည်းနည်းပါကြည့်ဒီလောက်ပဲ အဲ့လိုမိဘပြည်သူတွေအတွက်ကြတော့မဲဆွဲခံရဖို့တော့မှသူတို့နဲ့နိုင်ငံသမားတွေတွေ့ဆုံဖို့ကခက်ခဲတယ်ပေါ့ရှင်။ဒါကျွန်မတို့ကပဲဈားထဲကနေပြီးတော့ဘသူကတော့ဘလို့ရှိရဲဆိုတာလေးပြောပြပေးရမှာပေါ့။တာဝန်ရှိရပေါ့ရှင်ကျွန်မကတော့တာဝန်ရှိရဆိုတာဘသူမှမတာဝန်ပေးရတော့မဟုတ်ပါဘူး။ကိုယ့်ကိုယ်ပဲတာဝန်ယူရပေါ့ရှင်။ဒါကျွန်မရဲ့ထုံးစံအတိုင်းပေါ့နော်။ကျွန်မမြင်မိရလေးကိုမျှဝေပေးချင်ပါတယ်။ဒီမဲဆွဲကာလမှာတော့ကျွန်မမဲဆွဲတဲ့ပုံပုံလေးတွေကကျွန်မသဘောကျတဲ့ပုံပုံလေးပေါ့နော်။သဘောကျတဲ့ ဒါကိုကယုံကြည်မှုပေးလို့ရတယ်ဆိုရင်နေသားလေးရှိရဲ့ပုံကိုယ်လေးဆိုရင်ဆွဲထုတ်လာပြီးမိဘပြည်သူများကိုကျွန်မမျှဝေပေးပါမယ်။မဲပေးတဲ့အခါမှာရွေးချယ်တဲ့အခါမှာမိဘပြည်သူများထည့်သွင်းစဉ်းစားနိုင်မှုအတွက်ပါ။ဒီနေ့ပထမအဆုံးကျွန်မတွေ့မိတဲ့ပုံကိုယ်ကတော့ထုံးစံတိုင်းပေါ့ရှင့် USDB ပါတီကဥက္ကဋ္ဌကြီးဥခင်ကြီးရဲ့တက်တော့အကောင့်လေးကျွန်မသွားတွေ့တယ်။တွေ့ရတော့ကြားပါပြီရှင့်။ဥခင်ကြီးရဲ့အကောင့်မှာဆိုရင်အများတန်းပြည်သူတွေစီကိုပြောတဲ့စကားလေးပေါ့နော်တင်လေးရှိတော့မြင်တွေ့ရတယ်။ဒါကျွန်မသတင်းလေးမပြောခင်မှာရုံစုံတစ်ခုကျွန်မအမိဘပြည်မှာတင်လေးတယ်လို့ မိဘပြည်သူများအကြောင်းပြောပြမယ်မိဘပြည်သူများအနေနဲ့ပေါ့နော်ဘဝမှာတတလုံးနေထိုင်နေရင်းနဲ့မှအစိုးရပိုင်းမှာတာဝန်ရှိရတဲ့သူတွေနဲ့မျက်ချင်းဆိုင်တွေ့ဖို့လိုရတယ်ထင်လားရှင်မိဘပြည်သူတို့မပြောနဲ့ကျမတို့သတင်းသမားတွေတော့မှအခုချိန်ဒီသတင်းလောက်လာတဲ့အကာလမှာအစိုးရမှာတာဝန်ရှိရတဲ့သူတွေနဲ့မျက်ချင်းဆိုင်ပြီးမှတွေ့ဖို့အတွက်ကအင်မတန်ခက်ခဲတယ်ရှင်မလွယ်ဘူးသူတို့တွေမအားကြအောင်ဒီတော့အခုဆိုရင်ရွေးကောက်ပွဲကာလမှာအစိုးရအဖွဲ့တွေဝင်ရောက်ဖို့စူးစမ်းမဲ့ကိုယ်စလဲလောင်းနေတက်တော့အကောင့်နေတုံးကြပြီနော် Facebook ကောင်းနေတုံးကြပြီ YouTube channel တွေထောင်ကြပြီမိဘပြည်သူများအားအခွင့်ရေးပဲဒီမိဘပြည်သူများမြေပြင်မှာဖြစ်နေရခက်ခဲတွေမိဘပြည်သူများလိုလားချက်တွေသူတို့ကောင်းနေမှာတွားပြီးတော့တောင်းဆိုလို့ရပြီလေမိဘပြည်သူများရဲ့ကျွန်မတင်ပေးတာဒီလိုအကောင့်တွေတွေ့လို့ရှိရင်တော်တော်များများတွားရှိကြတဲ့ comment တွေကျွန်မတွေ့ပါတယ်အားလေးစားပါတယ်လို့နော်အဖရေချစ်ပါတယ်လို့ဆိုတော့အဲ့ဒါတွေကအကျိုးမရှိဘူးရှင်လူကြီးတွေအတွက်လည်းအကျိုးမရှိဘူးပြည်သူတွေအတွက်လည်းအကျိုးမရှိဘူးကိုလေးစားတာကိုသိရင်ရပြီ။ တကယ်ရေးရမယ့်ခွန်မှတ်တွေကကိုပြည်ကိုရဲ့မြို့နယ်ကိုရဲ့ရက်ကွက်မှာရှိတဲ့လိုအပ်ချက်တွေကိုတင်ပြပေးရမှာဒီတော့မှဒီခွန်မှတ်တွေရတဲ့တဆင့်ဒီပုံကိုတွေကဒီမြို့နယ်ဒီရက်ကွက်တွေလိုအပ်ချက်တွေသိသွားမှာအဲ့တော့မှနှူးတစ်ဖက်ကြိုးရှိရရှင်ဒါလေးကိုကျွန်မတင်ပေးချင်တာပါဘာကြောင့်တင်ပေးရလဲဆိုရင်ဒီဥက္ကဋ္ဌဥခင်ကြီးကလေသူတတော်အောက်မှာလာပြီးခွန်မှတ်ရေးရတဲ့သူတွေခွန်မှတ်ရောပိုင်းပြန်တယ်နော်သိချင်တာလေးသွားမေးလို့ရတယ်ရှင် တခုတော့ရှိရပါဘောနော်လူကြီးသူမအောင်သွားပြီးတော့ရိုင်းဆိုင်တဲ့စကားလုံးနေနဲ့ရင့်တည်ရဲ့စကားလုံးနေနဲ့ရည်ကြီးမှုမရှိရဲ့အပြုတ်မှုတွေတော့မလောက်ကြနိုင်ပါရှင်ကိုယ့်ရဲ့ဂုံသိက္ခာကိုကိုယ့်အကိုထိန်းကြပါကိုပြောတဲ့စကားလုံးကအကျိုးရှိသွားအောင်လုပ်ကြပါရှင်တိုင်းပြည်ကိုချစ်ကြတာပဲမို့လားအားလုံးကတိုင်းပြည်ချစ်ကြတာပဲကျွန်မလူရဲ့အကုတ်လိုက်မေးကြည့်ပြီးပြီအကုတ်တိုင်းပြည်ချစ်တယ်တယောက်မကြံချစ်တယ်ဒီတော့ကိုကတိုင်းပြည်ချစ်တယ်ဆိုရင်တိုင်းပြည်အတွက်အကျိုးရှိအောင်လုပ်ရတယ်ဒီလိုလူကြီးတွေဒီလိုပုံပုံတွေလူမှုကွယ်တုံးတာက အင်မတန်ကောင်းနေရှင်ပုံမှန်ဆိုရင်ကျမတို့ပြောချင်တဲ့စကားလုံးတွေတာဝန်ရှိတဲ့သူတွေဘု து သွားတင်ပြမှာမသိဘူးလေအခုလူမောက်ကောင်ကသုံးနေရဟောင်းခွန်မှန်မှာသွားပြီးကျမဆိုခွန်မှန်သွားရေးမှာကျမရက်ကွက်မှာတော့ဘာလိုအပ်နေရဲကျမမြို့နေမှာဘာလိုအပ်တယ်လူကြီးမင်းနေနဲ့ဘလူးလေးလှုပ်ပေးနိုင်မယ်စသဖြင့်ကျမဆိုသွားမေးမှာကျမသာမဲဆန္ဒရှင်ဆိုရင်ကျမလည်းမဲဆန္ဒရှင်မှာပဲကျမလည်းမဲပေးရမှာပေါ့နော်ကျမသာအဲ့လိုသွားမေးမှာပေါ့နော်ဒါတော့ okay နဲ့ပတ်သက်ပြီးတော့တင်ထားတဲ့ ကွန်တက်လေးတစ်ပုတ်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်မိဘပြည်သူများကြည့်ရှုလိုက်ပါအောင်ကျမလည်းဒီမှာကြည့်မယ်မိဘပြည်သူများလည်းဒီမှာပြသထားမယ်ရှင်ကြည့်လိုက် ါတီကိုမဲပေးကြပါပုံမခိုင်မာတဲ့နိုင်ငံတော်ကြီးကိုအတူတကွရှောက်လန်းကြအောင်ကဲမိဘပြီညကျမတော့သဘောကျတယ်တောင်သူလေသမားပုံလေးပြထားပြီးတော့ကျွေးမိကင်းရှင်းတဲ့အနာခတ်ခြေကံလူရန်စာမိဘပြီသူများပုံလေးပြပြီးတော့ပုံမတို့တက်စီးပွားရေးကောင်းလာမယ်အနာခတ် ပြီးတော့လုံသားပြည်သူတွေပုံလေးပြပြီးတော့လောက်ကန်ခွန်းလန်းတွေပေါ်များလာမယ်နာကကျွန်မနိုင်ငံမှာလိုအပ်နေရတာပဲလေလောက်ကန်ခွန်းလန်းပေါ်မှရမယ်အလုပ်တွေလွလွကူကူချောချောမွေရမှဖြစ်မယ်စီးပွားရေးကောင်းမှဖြစ်မယ်တောင်သူလယ်သမားအခုကျွေးမိနေကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်စိတ်ညစ်နေရတဲ့အခြေအနေလေးတွေအဆင်ပြေသွားမှဖြစ်မှာရှင်အဲ့ဒါအဓိကလိုအပ်ချက်ပဲကျွန်မနိုင်ငံဆိုင်ပြိုးရေးအဓိကထားတဲ့နိုင်ငံဆိုတော့လေတောင်သူလယ်သမားတွေအတွက်အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူကိုကျွန်မတို့ရွေးချယ်မှဖြစ်မှာဒီချက်လေးကို ဒီမဲဆွဲတဲ့ရုပ်တံလေးမှာထည့်ထားတာပေါ့နော်အဲ့လေကျွန်မသဘောကျတယ်တော့ဥခင်ကြီးကတော့ကျွန်မသိတဲ့အချက်လက်အရဆိုရင်ဇီယာတီမြို့နယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့ဝင်ရောက်ရှင်ပြန်မှာဖြစ်ပါတယ်။တော့ဥခင်ကြီးရဲ့လှုပ်ဆောင်ချက်တည်းကတော့တက်မတော်သားဘုရားနေဆိုအဖွဲ့မှာလည်းတောင်းမထမ်းဆောင်ခဲ့တယ်လောဘကဝင်ကြီးလုပ်ခဲ့တယ်ရဲချုပ်လုပ်ခဲ့တယ်ပေါ့နော်။သူလုပ်ခဲ့တဲ့အချိန်မှာဆိုလဲမှတ်တိုင်လေးစိုက်ထူခဲ့တယ်လို့လည်းကျွန်မတို့သိရတယ်။ဒါအကြမ်းဖျင်းလေးပေါ့ကျွန်မနည်းနည်းပြောပြမယ်ရှင့်။ သူ့အနေနဲ့လောင်းဝကဝင်ကြီးလုပ်ခဲ့စဉ်တော့နှစ်ပေါင်း40ကြာကောက်ယူနိုင်ခဲ့ခြင်းမရှိတဲ့လူကြီးနဲ့အိမ်အကြောင်းအရာတစ်ကောင်ဆင်းကိုလည်းကောက်ယူနိုင်ခဲ့တယ်။ဒါ့အပြင်မိုးပွင့်စီမံချက်အဆင့်၈အထိကိုကိုယ်တိုင်ဦးစီးလုံးဆောင်ခဲ့ပြီးတော့ဒိုင်းဆန်လက်နက်ကိုင်ဒေသတွေအပါအဝင်နိုင်ငံအနှံ့ကွင်းဆင်းပြီးတော့နိုင်ငံသားတွေခုနှစ်တန်းကျော်တိတိကိုနိုင်ငံသားကတ်ထုတ်ပေးခဲ့တယ်။ပြည်ပထွက်ခွာခွင့်အတွက်အလုပ်ပိုတဲ့ဒီဖောင်စနစ်ကိုလည်းပြည်သူ့စံနာနဲ့အညီသူ့လက်ထက်မှာဆိုရင်ဥရီပြုတ်ပြီးတော့ဖျက်သိမ်းပေးခဲ့တယ်။ ဒါပြင် online အနေနဲ့ရှောက်ထားနိုင်တဲ့ electric visa e visa စနစ်ကိုလည်းစတင်အကောင့်ထဲပို့ခဲ့တဲ့လုံဆောင်ချက်တွေရှိခဲ့တယ်ပေါ့နော်။အဲ့တော့တမိုင်းမှတ်တိုင်နေ site ထူနိုင်ခဲ့တဲ့ပုံကိုတယောက်ပါပဲ။နိုင်ငံအုပ်ချုပ်တဲ့နိုင်ငံစီမံတဲ့အခြေအနေတစ်ခုမှာအတွေ့အကြုံရှိတဲ့ပုံကိုလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်။ဒီလိုပြည်သူများအနေနဲ့ကိုယ့်ရဲ့နိုင်ငံကိုပေါ့နော်။နိုင်ငံအခြေအနေကပုံမှန်မဟုတ်ဘူးလေ။ပုံမှန်မဟုတ်တဲ့အတွက်နိုင်ငံကိုတွေ့အုပ်ချုပ်ခဲ့တဲ့တွေ့ကြုံရှိတဲ့သူတွေကို ပုံမှန်ချင်းနေရောက်တဲ့အထိလှုပ်ဖို့အတွက်ပေါ့နော်တာဝန်ပေးချင်တယ်ဆိုတော့ဒီလိုပုံကိုယ်တွေကိုရွေးချယ်မယ်ဆိုတော့တင့်တော်တယ်လို့ကျွန်မမြင်ပါတယ်။ဒါပြင်နောက်ထပ်တစ်ချက်ကချီးကျူးတယ်ပဲဆိုဆိုပေါ့နော်။ကျွန်မဥက္ကဋ္ဌဥက္ကဋ္ဌနဲ့အင်တာဗျူးလေးတွေတစ်ခါတစ်ခါလုပ်ခဲ့ဥပါတယ်။အဲ့လိုလုပ်တဲ့ချိန်မှာကျွန်မသတိထားမိတာကဥက္ကဋ္ဌရာဆိုရင်မီဒီယာသမားတွေပေါ်မှာလေးစားမှုရှိရဲ့ရှင့်။မီဒီယာသမားတွေကပေးလာတဲ့ပြည်သူ့တန်တွေကိုတလီတစားနဲ့ရယူပြီးတော့ပြန်လဲဖြေချတတ်တဲ့အမှုကျင့်လည်းရှိတယ်။ပြောရမလို့ဆိုကျမတို့မီဒီယာသမားဆိုတော့ကိုယ့်အတွက်လည်းကိုကြည့်ရတာပေါ့နော်။ ရွေးကောက်ပွဲမှာအောင်နိုင်နိုင်တဲ့ပုံကိုတွေကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့မီဒီယာဘက်မှာလေးစားစွာဆက်ဆံတတ်တဲ့မီဒီယာတွေရဲ့အခန်းကဏ္ဍအောင်သိနာလေတဲ့ပုံကိုတွေကိုလည်းကျွန်တော်တို့ကရွေးချယ်ဖို့အတွက်ကိုဒါဆင်းရဲနဲ့ထည့်ထားတာပေါ့ရှင်။ဒါကြောင့်ဒီပုံကိုနဲ့ပတ်သက်ပြီးတော့ကျွန်မမီဒီယာဘက်ပိုင်းဆိုင်ရာမှာစိတ်အေးတယ်ပေါ့နော်။အော်ဒီပုံကဒါဒါရကဝန်အောင်နိုင်ခဲ့မယ်အစိုးရဖွဲ့တွေမှာလွတ်လုံမယ်ဆိုရင်မီဒီယာဘိုင်းဆိုင်ရာမှာကျမတို့ပို့ပြီးတော့အစိုးရနဲ့ချိတ်ဆက်လှုပ်ဆောင်တဲ့အခါမှာအဆင်ပြေမယ်ဆိုရဲမျှော်လင့်ချက်ပေါ့ဒါကျမတို့မီဒီယာသမားတယောက်နဲ့မျှော်လင့်ချက် ပြည်သူအနေနဲ့ကြတော့သူလုတ်ခဲ့တဲ့အတွေ့အကြုံတွေကနေပြီးတော့တိုင်းပြည်အတွက်သူဘယ်လောက်ထိလုတ်ပေးနိုင်မလဲဆိုတော့မျှော်လင့်ချက်ထားပြီးတော့ကျမတို့ဒီပုတ်ကိုတာဝန်ပေးလို့ရတယ်။ဒါကြောင့်ဇေယသတိမှာနေထိုင်နေမြို့ရပြည်သူဆိုရင်မဲပေးခြင်းနဲ့ဆိုရင်ရွေးချယ်လို့ရအောင်လို့ကျမကဒီပုတ်ကိုတယောက်ကိုအယုံဆုံးပြသပေးတာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းကျမတွေ့မိသမျှပေါ့နော်။ရည်ချင်းရှိရဲနိုင်ငံအုပ်ချုပ်တဲ့အတွေ့အကြုံရှိရဲနိုင်ငံတော်ပေါ်စေတနာပို့တယ်ဆိုတဲ့ပုံကိုယ်တွေကိုကျမတနေ့ကိုတယောက်နှုံးနဲ့တင်ဆက်ပေးပါမယ်။ရှာဖွေပေးပါမယ်။ အဓိကကျမပြောတဲ့အတိုင်းပဲပေါ့နော်တချို့တွေကမဲဆွဲခံမှုတော့မအားတဲ့သူတွေရှိတာဆိုတော့လေမဲဆွဲခံရတဲ့အခြေအနေတခုကိုမှမရှိဘူးဆိုတော့ကျမသတင်းလေးနားထောင်ကြည့်ပါအဲ့ဒီကနေမှလွယ်ကူစွာရွေးချယ်ပါပတ်ပြူတို့စိတ်ထဲမှာအနှစ်သက်ဆုံးအယုံကြည်မှု အရှိဆုံးအရေးချင်းအရှိဆုံးလို့ထင်တဲ့သူရွေးချယ်ပါမဲပေးပါမိဘပြည်သူတို့မဲလေးတစ်ပြားကဘာမှမဟုတ်လို့ပဲနော်မဲလေးတစ်ပြားပဲဒါပေမဲ့အဲ့ဒီမဲတစ်ပြားဟာကိုယ်စလဲတယောက်လွတ်တော်လဲရောက်မရောက် အစိုးရအဖွဲ့ဝင်တွေရောက်မရောက်ကိုဆုံးဖြတ်ပေးမှရှင်အင်မတန်တန်ဖိုးရှိပြီးတော့နိုင်ငံတော်အတွက်အဆုံးဖြတ်ပေးမယ်မဲတပြားချင်းစီကိုမိဘပြည်လိုကင်ဆောင်ထားတာအချို့ကိုယ်စားလှယ်တွေမဲတပြားတဲ့နဲ့ရလက်တွေပြောင်းသွားတာရှိရယ်နော်ဒါကြောင့်တေချာလေးရွေးချယ်ပါနော်တေချာလေးရွေးချယ်ပါတေချာလေးဆုံးဖြတ်ပါတေချာလေးမဲပေးပါလို့ကျမကတိုက်တွန်းနှိုးဆော်ခြင်းပါတယ်ကျမလည်းမဲဆန္ဒရှင်ပြည်သူပါပဲကျမလည်းမဲပေးမှာပါကျမယုံကြည်ဆုံးသူကိုမဲပေးမှာပါ ဒါပေမဲ့ကျမတို့တိုင်းနဲ့ပေတန်းနဲ့မိဘပြည်တို့တိုင်းနဲ့ပေတန်းတော့မတူဘူးပေါ့ရှင်။ဘလို့ပဲမတူစေကမူကျမတို့အားလုံးမြန်မာနိုင်ငံသားတွေပါပဲ။ကိုယ့်နိုင်ငံချစ်တဲ့သူတွေကြီးပါပဲ။ကျမတို့ရွေးချယ်မှုမှန်ကန်မှာပါ။မှန်ကန်မယ်လို့ကျမပြည်ဝယုံကြည်ပါတယ်။ဒီချက်လေးကိုပဲသတင်းနှစ်ချုပ်အနေနဲ့ပြောလိုက်ပြရစီတော့ရှင်။ကျမသတင်းလေးကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းနာပြရစီရှင်။သတင်းနောက်ဆုံးပိုင်းလေးမှာကျမမိဘပြည်များဆူတောင်းပေးနေကြလေ။လူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေဆိုပြီးဆုတောင်းပေးရပါတော့။ဒါမဲ့အခုရွေးကောက်ပွဲအတွက်ကိုမဲဆွဲကာလာနှစ်လအတွင်းမှာကျွန်မဆုတောင်းလေးကိုပြောင်းပြီးတော့ဆုတောင်းပေးခြင်းတယ်။ဘလို့ဆုတောင်းခြင်းလဲဆိုတော့မိဘပြည်သူများရွေးချယ်မှုမှကန်ကြပါစေ။နိုင်ငံတော်ကိုတကယ်အကျိုးပြုနိုင်တဲ့ပုံကိုယ်တွေနိုင်ငံတော်ကိုပုံမှန်အခြေအနေထက်ပိုပြီးကောင်းမွန်တဲ့အခြေအနေကြောင့်လုပ်နိုင်တဲ့ပုံကိုယ်တွေရွေးကောက်ပွဲနိုင်ကြပါစေ။ကျွန်တော်တို့နိုင်ငံတော်ကိုတကယ်ကယ်တင်မဲ့သူတွေလွတ်တော်တဲ့ရောက်ကြပါစေအစိုးရဖွဲ့တွေရောက်ကြပါစေလို့ ကျွန်မကဆူတောင်းလေးကိုပြောင်းပြီးတော့ဆူတောင်းပါတယ်ရှင့်မိဘပြည်သူများလည်းကျွန်မနဲ့ထပ်တူခံစားပြီးဆူတောင်းကြမယ်လို့ယုံကြည်ပါတယ်။ဒါပြင်ကံဆိုတာအလုပ်ဆိုတဲ့အတိုင်းကျွန်မတို့ဆူတောင်းလေးပြေဝအောင်ကံတရားလေးကောင်းလာအောင်ဝရိယစိုက်ပြီးတော့ကိုယ်စလဲများအောင်တေချာစွာရွေးချယ်ကြပါလို့ကျွန်မသတင်းလေးရနေပြီးတော့တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင်။